ဒီတပတ်လေလာသုံးသပ်မှုအကွက် Mezima Weekly Digital Magazine အသွဲနှစ်အမှတ်32ကို အခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါလေ။ဟုတ်ကဲ့ခင်ဗျာ။ဒီ magazine ကအတော်လေးစိတ်ဝင်စားဖို့ကောင်းလေ။ဘာလဲဆိုတော့တဖက်မှာကြိုတင်ခတ်မှန်းထားတဲ့ငတ်မှုမှုကပ်ဘေးကြီးစီဥတည်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုဖော်ပြထားတယ်။ဟုတ်ပါတယ်။နောက်တစ်ဖက်မှာကြာရအာနာပိုင်တွေက ူတို့ရဲ့အာဏာကိုတရားဝင်ဖြစ်အောင်လုပ်ဖို့ရွေးကောက်ပွဲပြစ်ဆက်အတွက်ပြင်ဆင်နေကြတာကိုဖွင့်ချထားပြန်ရောဟုတ်တယ်အစွန်းတစ်ခုကတတော်လေးကိုကွာချနေတာပေါ့နော်음ဒီအစွန်းတစ်ခုကဘယ်လိုဆက်ဆက်နေလဲပီဒူရရဲ့ဘဝကိုဘယ်လိုရိုက်ခတ်နေလဲဆိုတာကိုဒီမဂ္ဂဇင်းကိုအခြေခံပြီးနည်းနည်းရှိုင်းရှိုင်းလေ့လာကြည့်ကြတာပေါ့ဟုတ်ပါတယ်ဒီတပတ်ထုရဲ့ editor အဘော်ခေါင်းစဉ်ကတတော်လေးပြင်းထန်တယ်2026 မြန်မာနိုင်ငံဤငတ်မှုခေါင်းပါမှုနှစ်တဲ့ဟုတ်ပါဤအချက်တဲကနေလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးဤတစ်ခုဖြစ်ဘလို့ပြောင်းလဲလာနေတယ်ဆိုတာကိုအချက်အလက်နဲ့တကွာထောက်ပြထားတာပါငတ်မှုခေါင်းပါမှုနှစ်ဆိုတဲ့အတောင်းလုံးကိုကြားလိုက်ရတာနဲ့တော်တော်လေးထိတ်လန့်သွားလဲ2026ဆိုတာတိတ်မိုးရတော့ဘူးလေဟုတ်တယ်အချင်းကြီးကဒီလောက်တောင်ဆိုးရွားနေပြီလို့မဂ္ဂဇင်းကတုံးထထားတာလားနိုင်နေရင်းနဲ့စစ်ရေးအဆင့်ကိုကြော်လွန်သွားပြီလို့ဆိုလိုချင်တာလားအတိအကျပါပဲ အဓိကကြောင်းရင်းကတော့လက်ရှိဖြစ်ပွားနေတဲ့ဖြီးတွင်းစစ်ရဲ့တက်ရောက်မှုပဲ။ဟွန်းတိုက်ပွဲတွေဟာအရင်ကတည်ငြိမ်ခဲ့တဲ့နိုင်ငံရေးစပါးကြီးလို့ခေါ်ရဲအီရာဝတီ၊ပေဟူစကိုင်းလိုတီးတာလေအထိကူးဆက်ပြန့်နှံ့လာတယ်။ဟုတ်ကဲ့။အဲဒီမှာလေကြောင်းတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်တွေကြောင့်လူတန်းပေါင်းများစွာ နေရဆုံခွာထွက်ပြေးနေတာကိုလေယာမြေတွေကစိုက်ပျိုးသူမဲ့ပစ်ထားခံရတာပဲ။ဟွန်းဆေးမြောင်းစနစ်တီပျက်စီး ကျဲလက်ကွန်သွေးကွန်ရည်တီပြက်တော့ကွန်တာပေါ့တာဟာတဘောပဲကြောင့်ဖြစ်တာမဟုတ်ဘဲလူတွေဖန်တီးလိုက်တဲ့ကပေးတစ်ခုရဲ့ရှစ်ပြေလက္ခဏာတွေပဲဒါဆိုရင်ဒါဟာတိုက်ပွဲတွေရဲ့ဘီထဆိုးချိုတတ်တတ်တော့မဟုတ်တော့ဘူးပေါ့နော်ဟုတ်ပါတယ်အဲ့ဒီတာအာပေါ်မှာထောက်ပြထားတဲ့နောက်တစ်ချက်ကပို့ပြီးတော့တောင်ဆိုးရင်စရာကောင်းတယ်ဗာများလဲအဲ့ဒါကတော့စစ်ကောင်စီရဲ့ဖြတ်လေးဖြတ်မဟာဗျူဟာကိုငတ်မှုမှုကိုစစ်လက်နဲ့တခုလိုအတုံးချနေတယ်လို့တုံးတက်ထားတာပဲ။ ဒီဗျူဟာက အစားအစာရံပုံငွေတရင်းအချက်လက်နဲ့လူသက်စုဆောင်းမှုတွေကိုဖျက်တောက်ပြီးတော်လန်ရဲ့အဖွဲတွေကိုအင်အားချိနေအောင်လုပ်တာလေဟုတ်ကဲ့သိပါတယ်ဆိုတော့စာနာရိခာတူလောင်ယုံနေတဲယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုတမင်တကာပြစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်လာတယ်ဆိုလိုချင်တာကပြည်သူတွေငတ်လေလေသူတို့အတွက်စစ်ရဲအရာအတာစီရလေဆိုတဲ့နိလန်းတစ်ခုဖြစ်နေတယ်ဆိုတဲ့ချက်ပဲ တကယ်ကိုကြောက်စရာကောင်းတဲ့တွေးခေါ်ပုံပဲဒီချီနေတီရဲ့မီးပင်ပေါ်ကရိုက်ခတ်မှုနဲ့ပတ်သက်ပြီးမဂ္ဂဇင်းထဲမှာထိထိရှရှပါးတွေဖော်ပြထားသေးတယ်စိတ်မကောင်းစရာအကောင်းဆုံးအချက်ကတော့လေနေရစွန့်ခွာဒုက္ခတိစခန်းတွေကမိသားစုတွေရဲ့ပေါ်ဝါပဲอืมသူတို့ဟာတောထဲမှာရှားဖွေရတဲ့တစ်ဦးတစ်ဖူတွေအရွက်တွေစားလို့ရတဲ့မြေပင်တွေကိုစားပြီးအသက်ဆက်နေရတဲ့ဆိုတဲ့ဒီဖြစ်နေပြီတကယ်လားဟုတ်ပါတယ်ဒါအပြင်ပြောလဲနေတဲ့စီးပွားရေးကြောင့် ငွေကြေးဖောင်းပွားမှုကအဆိုးဆုံးအခြေအနေကိုရောက်နေပြီအခြေခံစားတောက်ကုန်ထစ်တဲ့စံစင်းနှုန်းကအဆက်မတန်မြင့်တက်လာတော့ဝင်ငွေမရှိတဲ့သူတွေအတွက်ဝယ်စားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလीဟုတ်ပါလူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီတွေအဆိုးရကလေးသူငယ်တွေကြားမှာအာဟာရချိုးတယ်မှုနှုန်းကစိုးရင်ဝယ်ရအမတ်ကိုရောက်နေပြီလို့ဆိုပါတယ်ဒီလောက်ဆိုးရတဲ့အခြေအနေတွေလူတွေတစ်ဦးတစ်ဖွဲ့စားနေရတယ်ဆိုတဲ့အထိဖြစ်နေတာကို နိုင်ငံတကာအတိုင်းအဝိုင်းကမြင်ရလားသူတို့ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးမဂ္ဂဇင်းထဲမှာဖော်ပြထားထားသေးလေအဲ့ဒီအချက်ကလည်းစိတ်ဖြက်စရာကောင်းတယ်မဂ္ဂဇင်းမှာဖော်ပြထားတာက နိုင်ငံတကာရဲ့အာယုံဆိုင်မှုကတိတိတတာကို ရောကြလာတယ်တဲ့ဖားတောင်းလေယူကရိန်းဂါဇာလိုချခြားကမ္ဘာအကြီးခင်းနေကြောင်းအလူရှင်တွေမောပန်းလာမှုမနော်ဒိုနာဖတိကလိုခေါ်တာပေါ့အဲ့ဒါဖြစ်နေတယ်ဟုတ်ကဲ့ရမုံငွေတွေလည်းအရင်လိုမရတော့ဘူးအမေရိကန်လိုနိုင်ငံကြီးတွေရဲ့နိုင်ငံတကာကူညီဖြတ်တောက်မှုကလည်း ထိခိုက်မှုရှိစေတယ်။ဟွန်း။ဒါကြောင့်နိုင်ငံငါအဖွဲ့အစည်းကြီးတွေတောင်အကူအညီပေးရေးမှာအခက်အခဲကြီးတွေနဲ့ရင်ဆိုင်နေရပြီးတကယ်တမ်းပြည်ပမှာအတဲဆွန်ပြီးလုပ်နေရတဲ့ပြည်တွင်းကကွန်ရက်တွေနဲ့စေတနာဝန်ထမ်းတွေကိုပဲအဓိကအားထားနေရတယ်။အခြေကလူတွေပဲအဓိကခံနေရတာပေါ့။ဟုတ်တယ်။ဒီအချက်တဲဝင်ထုတ်ဝင်ပို့တစ်ခုလုံးကအထက်ကလူတွေပေါ်မှာပဲပုံကျနေတယ်လို့အက်ဒီတာအပေါ်မှာထောက်ပြထားတယ်။ပြည်သူတွေစားဖို့ဟိုတောက်ဖို့တောင်းဒီလောက်ခက်ခဲနေချိန်မှာ ုပ်ချုပ်သူတွေကတော့သူတို့ရဲ့အာနာဒီမန်ကြီးရဲ့အတွက်ရွေးကောက်ပွဲဆိုတာကိုရှေ့တန်းတင်လာပြန်တယ်။ဒါကတူတူလေးကိုအဆက်ဆက်မရှိသလိုပဲ။မှန်ပါတယ်။မဂ္ဂဇင်းထဲမှာတော့ဒီရွေးကောက်ပွဲဟာအာနာကိုတရားဝင်ဖြစ်အောင်လုပ်မဲ့ပြဿတ်တစ်ခုပဲလို့သုံးသပ်ထားတယ်။အဲ့ဒီကြောင့်စက်ကြည့်အောင်။ဟုတ်ပါတယ်။စစ်ကောင်စီက2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတယ်။ဒါပေမဲ့မဂ္ဂဇင်းကအဲလန်ကလီမန့်စ်ရဲ့ The Phantasmagoria of Power ဆိုတဲ့ဆောင်းပါမှာလေဒီရွေးကောက်ပွဲကိုမိမိကိုယ်ကိုဆရာဖူဆောင်းပွဲကျင်းပခြင်းလို့တင်စားတာတယ် A self coronation mo ဟုတ်တယ် A self coronation တကယ်ဒီမိုကရေစီနိကျရွေးကောက်ပွဲအနှစ်သာရဘာမှမရှိဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ထားတာမိမိကိုယ်ကိုထရဖူဆောင်းပွဲဆိုတဲ့အတုံးကတော်တော်ပြင်းလေဘာကြောင့်ဒီလိုပြောရတာလဲစစ်ကောင်စီကတော့လွတ်လပ်ပြီးတရားမျှတမယ်လို့ပြောနေတာလေမဟုတ်လား ူတို့ရဲ့အဆိုးနဲ့မဂ္ဂဇင်းတွေကဝေဖန်ချက်ကြားကကွာချက်ကိုဘလို့နားလည်ရမလဲအဓိကအချက်တွေအများကြီးရှိတယ်ပထမဆုံးက2020ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီကိုဖျက်သိမ်းထားတယ်ဟုတ်တယ်ပြီးတော့ပါတီခေါင်းဆောင်တွေအားလုံးဒီပါကိုထောင်းထွင်းအကြံချထားတယ်ဒါပြင်ဒီရွေးကောက်ပွဲကိုတနိုင်ငံလုံးတပြိုင်တည်းလုံးမမဟုတ်ပဲအဆက်လိုက်ကျင်ပါမယ်လို့ဆိုတယ်အဆက်လိုက်ဟုတ်တယ်ဆိုလိုတာကတိုက်ပွဲတွေဖြစ်နေတဲ့ဒေသအများပြားကိုချမ်းလက်ထားမှာ အဲ့ဒီတော့လူတောင်ပေါင်းမစွာမဲပေးခွန်ဆုံးရှုံးမယ်ခဏလေးဆုံးပါတယ်မှာ gerrymandering on steroids ဆိုတဲ့စကားကိုတုံးထားတယ်လို့ဖတ်လိုက်ရတယ်အဲ့ဒါကတော့ပြင်းတဲ့အတုံးနှုံးမယ်ဟုတ်ပါတယ် gerrymandering ဆိုတာမဲဆန္ဒမျိုးဒီကိုကုကုပါတီအနိုင်ရအောင်တမင်ကောက်ချက်ပြီးပိုင်းခြားထမှတ်တာကိုဆိုလိုတာအခု on steroids လို့ပါထပ်ပေါက်လိုက်တော့မြန်မာပြည်ရဲ့အခြေအနေမှာဒါကိုဘလို့ပုံဖော်ထားတာလဲပမာန်ထက်ဘလောက်တောင်ပိုဆိုးနေလို့လဲအရန်ကောင်းတယ်မိကုံးမှာ စာရေးသူကအဲ့လိုတုံးရတဲ့အကြောင်းရင်းကပုံမှန် Jerry Mandring ဆိုတာကမဲဆန္ဒနေမိကိုလို့စလို့ဆွဲတာလေဟုတ်ကဲ့အခုကအဲ့ဒီအဆင့်ထက်တောင်ကျော်လွန်းသွားပြီနေမိတစ်ခုလုံးမြို့နယ်တစ်ခုလုံးကိုမတည်ငင်ဘူးဆိုတဲ့ခေါင်းစဉ်တက်ပြီးမဲဖေးခွင်းနဲ့ဖဲထုတ်ပစ်လိုက်တာအော်ဒါကိုနိုင်မဲ့နေရာတွေပဲရွေးပြီးကြားတဲ့နေရာတွေကိုဖဲဖြဲပစ်တတ်တဘောပဲကိုစားလေလောင်းအများစုကလည်းစစ်ပိုချိုခေါင်းတွေနဲ့စစ်ကောင်စီကိုထောက်ခံသူတွေပဲဖြစ်နေတော့ ရလကကြိုတိနေတယ်လို့ဖြစ်နေတယ်။ဒါကြောင့် on steroid ဆိုပြီးတုံးလိုက်တာကိုဟုတ်ပါတယ်။လုံးဝကိုအကန့်အသတ်မရှိအရှက်အကြောင်းမရှိလှုပ်ချင်ရလှုပ်နေတဲ့အခြေအနေကိုမိမောင်းထိုးပြခြင်းလို့ပဲ။ဒါဆိုရင်ဒီရွေးကောက်ဖိတ်အပေါ်နိုင်ငံတကာနဲ့ဒေသတွင်းရဲ့သဘောထားကတော့ဘလို့ရှိလဲ။အလုံးကဒါကိုအတူရောင်လို့ပဲမြင်ကြတာလား။ဒါမှမဟုတ်တချို့ကအတိအမတ်ပြုတ်ဖို့ပြင်နေရမျိုးရောရှိလား။ဒီနေရာမှာနိုင်ငံရေးကပိုးရှုပ်ထွေးလာတယ်။ စစ်ကောင်စီကနိုင်ငံခြားလေလာသူတွေကိုဖိတ်ခေါ်နေပြီးတော့ယူရာစီးယားနဲ့ဘီလာရုစ်တို့ကလေလာရေးအဖွဲ့တွေဆစ်လို့မယ်လို့ကတိပေးထားတယ်။သူတို့ရဲ့မဟာမိတ်တီပေါ့။ဟုတ်တယ်။သူတို့ရဲ့လွန်ရက်ကိုတရားဝင်ဖြစ်တယ်လို့ထောက်ခံပေးမိမဟာမိတ်တီရှာနေတာပေါ့။ဒါပေမဲ့အာဆီယံပါလီမန်အမတ်ဖျားအဖွဲ့ APHR နဲ့ CRPH တို့ကတော့ဒါဟာလုံးဝအတူយ៉ាងပဲ။အတိမတ်မပြုဖို့နိုင်ငံတကာကိုတိုက်တွန်းနေတယ်။음။ဒီကြားထဲမှာ အရေးကြီးဆုံးအခန်းကဏ္ဍကတယောက်ပဲ။ Wake up call ဆိုတဲ့နောက်ဆုံးပါတပုံမှာ တယုတ်ရဲ့တဘောထားကိုတုံတက်ထားလဲဟုတ်တယ်တယုတ်ကဘလို့ယက်တီချက်မျိုးပြနေတာလဲတယုတ်အတွက်ကသူ့ရဲ့အေယာမစီဝိုင်းအကျိုးစီးပွားတွေဖြစ်တဲ့တယုတ်မြန်မာစီးပွားရေးစင်ကြံလို့စီမံကိန်းတွေကိုကာကွယ်ဖို့အတွက်မြန်မာပြည်တည်ငြိမ်ရေးကအဓိကပဲတည်ငြိမ်ရေးကအဓိကဟုတ်တယ်သူတို့အတွက်ကဘသူအုပ်ချုပ်အုပ်ချုပ်တည်ငြိမ်ဖို့ပဲလိုတယ်ဒီတော့ဒီရွေးကောက်ပွဲကိုနိုင်ငံရေးအဖြစ်တစ်ခုအဖြစ်ချုပ်မြင်ပြီးဖြစ်မြောက်ရေးတော့နောက်ွယ်ကနေတွန်းအားပေးနေတယ်လို့စောင်းပါမှာတုံးတက်ထားတယ် ရွေးကောက်ပွဲရလာဘလို့ပဲထွက်လာပါစေ။ရောက်ကတော့အတိမပြည့်မဲ့တဘောရှိတယ်လို့ဆိုထားတယ်။ဒါဆိုရင်နိုင်ငံရေးစခုံပေါ်မှာကစားကွက်တွေရွှေ့နေကြချင်းလူသားချင်းစာနာမှုအကူအညီတွေလျော့ကျလာချိန်မှာတကယ်တမ်းမြေပြင်ပေါ်ကတာမန်ပြည်သူတွေရဲ့နေထိုင်ပေါ်ကဘလို့ပုံစံရှိနေမလဲ။ဒီအချက်နှစ်ခုလုံးရဲ့တန်ကိုထူးထူးပဲတိုက်ရိုက်ခံနေရတာမဟုတ်လား။တိုက်ရိုက်ကိုခံနေရတာပါ။ဥပမာတစ်ခုပြောရရင်စစ်မှုထမ်းဥပဒေကြောင်းနဲ့တိုက်ပွဲတွေကြောင့်လူငယ်တွေကအလုံးအယက်နဲ့နိုင်ငံတွေကထွက်ပြေးနေကြတယ်။ ဟုတ်တယ်ဒီအတက်ရဲ့အကျိုးဆက်ကဘာလဲဆိုတော့စိုက်ပျိုးရေးကန္တမှာ အလုတမရှားပါမှုပြဿနာပဲဘဲခင်နန်းခင်ဒီမှာအလုတမရှားမြတော့ဘူးအင်းကျွန်တော်တို့အစမိုင်းမှာဆွေးနွေးခဲ့တဲ့ငတ်မခေါင်းပါမှုအကျက်တဲကိုမိထိုးပေးနေတယ်လို့ပဲစာနာထိကထုတ်လုံမှုကွင်းဆက်တစ်ခုလုံးပြတ်တောက်သွားနိုင်တဲ့အခြေအနေပဲဖိနေမှုဒီဘက်ကတော့ဘယ်လိုအခြေအနေရှိလဲလူတွေကသူတို့ရဲ့မကျေနပ်မှုတွေကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုခွင့်ရှိရလားလုံးဝမရှိဘူး Data for Myanmar ရဲ့အစီရင်ခန်းစာကိုကိုးကွယ်ပြီး Maxim မှာဖော်ပြထားတာက အာဏာသိမ်းပြီးနောက်ပိုင်းလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုဝေဖန်ခဲ့လို့ဖမ်းဆီးခံရသူ2000နီးပါးရှိတယ်တဲ့2000နီးပါးဟုတ်တယ်တချို့ဆိုရင်အခုအသက်ပြတ်ထန်းလိုက်တဲ့ရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အရေးယူခံထားရတာတစ်ဖက်မှာတော့လက်နက်ကိုက်ဖိနှိပ်မှုတွေကလည်းရှိနေတော့ပဲဟုတ်ကဲ့ရခိုင်ပြည်နယ်ပုံနာကျွမ်းမြို့နယ်ကကြေးရွာတွေပေါ်ကိုလေကြောင်းနဲ့ဘုံကျဲလို့ရဲသားတွေထိဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ဂရင်းနီပြည်နယ်မှာစစ်ကောင်စီတပ်တွေကတမင်တကာစိုက်ခင်းတွေကိုဖိမှတ်ထားတိုက်ခိုက်နေလေဆိုတဲ့ဆွတ်ဆွတ်ချက်တွေကမြေပြင်ကအခြေအနေမှန်ကိုဖော်ပြနေလာပဲဒီနေ့ဆွေးနွေးခဲ့ရတဲ့ကိုပြန်ပြီးခြုံငုံကြည့်ရရင်မြန်မာနိုင်ငံရဲ့ပုံရိပ်ကတော်တော်လေးကိုရှုပ်ထွေးပြီးကြေကွေးစရာကောင်းတယ်တစ်ဖက်မှာငတ်မုံမှုချိုးတဲ့ချင်းချောက်မှုကြီးကတဖြည်းဖြည်းနီးကပ်လာနေတယ်ဟုတ်ပါနောက်တစ်ဖက်မှာတော့နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုရဖို့အတုအယောက်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်လုပ်ဖို့စ조사နေတယ် ဒီအရာအားလုံးရဲ့ရှားမှာပိတ်မိနေတာကတော့တာမန်ပြည်သူရဲ့ဘဝတွေပဲဟုတ်ပါဒီမဲခဆဲမှာဖော်ပြထားတဲ့အချက်တွေကဂျိုပုန်ကားချကြီးတစ်ခုကိုမြင်စေတဲ့ကျွေးရုပ်လုံနိုင်ငံကြီးတွေရဲ့မဟာဖြူဟာမြောက်တွက်ချက်မှုတွေစစ်ကောင်စီရဲ့နိုင်ငံရေးကစားခွက်တွေလို့ကြီးမားတဲ့ကိစ္စတွေနဲ့အင်းစားစရာအတွက်တည့်ရရှာနေရတဲ့မိသားစုတစ်ခုကိုယ်ဆိုင်ခင်းကိုဘုံကျဲခံလဲရတဲ့လေသမားတယောက်ရဲ့နာကျင်ဘွဲရဲ့ဘဝတွေကို တပြိုင်တည်းတွေ့နိုင်တယ်ဟုတ်ပါဒီနေရာမှာကျွန်တော်တို့အားလုံးတွေစဉ်းစားစရာမေးခွန်းတစ်ခုထွက်ပေါ်လာပါတယ်ကဘာပေါ်မှာအကျက်အတဲတွေများပြားနေချိန်မှာကြိုတင်ခန့်မှန်းထားတဲ့ငတ်မော့ခေါင်းပေါင်းမှုဆိုတာကြီးမဖြစ်လာအောင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုဘလို့ရေရှည်တီးတန်းအောင်လုပ်နိုင်မလဲမှန်တယ်ပြည်တွင်းကလူတွေအတက်ဆွန့်ပြီးစူးစမ်းနေချိန်မှာနိုင်ငံတကာအတိုင်းအဝိုင်းကထိထိရောက်ရောက်လှုပ်ဆော်ဖို့ဆိုတာတကယ်တမ်းပါကိုဆိုလိုတာလေဒါကတကယ်ကိုအဖြေရခစ်တဲ့မိကုံးမှာပဲ ။တမိုင်းမှာဒီလိုအဖြစ်အပျက်တွေထက်ခတလဲလဲဖြစ်နေပြီးမဲ့နိုင်ငံတကာရဲ့အာရုံစိုက်မှုဆိုတာအမြဲတမ်းနောက်ကျမရောက်လာတတ်တယ်။ဟုတ်ကဲ့။ဒီတစ်ခေါက်မှာတော့တမိုင်းစားမလား။ဒါမှမဟုတ်ဒီလိုအချက်ပြခေါင်းလောင်းတာတွေကိုကြားပြီးတခုခုပြောင်းလဲလှုပ်ဆောင်နိုင်ကြမလားဆိုတာကတော့อืมဒီလိုအရေးကြီးတဲ့တည်င်းချက်လက်တွေဆက်ဆက်နေတဲ့ကိစ္စရပ်တွေကိုဖိုးထုတ်တင်ပြပြီးအမောင်တဲမှာမိမောင်းထုတ်ပြနေတဲ့မစီမာမီဒီယာလိုတည်င်းဌာနတွေရဲ့ရည်တည်မှုဟာအင်မတန်အရေးကြီးပါတယ်။ဟုတ်ပါတယ်။တို့ကတရင်းတို့လောက်ခွင့်အတွက်တိုက်ပွဲဝင်နေကြတာပါ။ ဒီလိုကြိုးပမ်းမှုတွေကိုဆက်လက်အားပေးပြီးဒီလိုဇက်လန်းတွေစပီတင်ပြနိုင်ဖို့အတွက်မီဇီမာဝီကလီမဂဇင်းကိုဝယ်ယူအားပေးဖို့တိုက်တွန်းလိုပါတယ်